ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒီ leptospirosis လို့ခေါ်ရဲပေါ့နော်ယောဂတခု အကြောင်းကြားပြီးသွားပြီလားဒီယောဂကကြွက်သေးရနေကူးဆက်ခံရပြီးတော့လူကိုဒုက္ခပေးသွားတယ်အသက်တည်ဆုံးသွားတယ်ဆိုပြီးတော့တည်င်းတခုတက်လာတယ်ပေါ့နော်ဆိုတော့ဒီယောဂကကြောက်ဖို့ကောင်းလားဆိုတော့ကြောက်ဖို့တော့မကောင်းဘူးသို့တော့သို့တော့ကူးဆက်ခံရပြီဆိုလို့ရှိရင်ချက်ချင်းတိပြီးတော့စိတ်ကူးတာမှုခံယူရမယ် ်လက်ဘရိုစပါရာလို့ခေါ်တဲ့ဘက်တီးရီးယားကနေစပြီးတော့ဖြစ်တယ်လက်ဘရိုစပါရာဆိုတဲ့ဘက်တီးရီးယားပိုးကတရိတ်ဆန်နေစီမှာတွားပြီးတော့ယောဂပြန်သွားတယ်အဲ့ဒီတရိတ်ဆန်တွေရဲ့အညစ်ကြီးတွေကိုကိုကထိမိတယ်ဆိုရင်ကိုရဲ့အရေပြားမှာပေါက်ပြဲနေတာမျိုးဆိုလို့ရှိရင်ကိုကိုလည်းကူးစက်နိုင်ချေရာခိုင်နှုန်းမြင့်မာသွားတယ်ဆိုတော့ဘယ်လိုမျိုးကူးစက်ခံရမှာလဲကိုကဒီရေကြီးနေတဲ့လမ်းကိုပေါ့နော်အာကိုက ရှောက်မိတယ်ရေတွေရှန်နေတဲ့နေရာကိုရှောက်မိတယ်ကိုယ့်ရဲ့အရေပြားမှာ ပုံပဲ့နေတဲ့ဒဏ်ရာတွေရှိတယ်ဆိုလို့ကူးဆက်ခံရပါတယ်နောက်ပြီးရေရေကူးကံမှာကိုကရေကူးတယ်ဆွေမိပူပေါ့အဲ့လိုနေရာတွေမှာရေကူးတယ်အများသုံးရေကူးကံမှာရေကူးနေတဲ့အချိန်ဒီရေကူးကံကမတန်ရှင်းတဲ့ပေါ့နော်ကြွက်သေးပောက်ခဲ့တဲ့ရေကူးကံမျိုးဆိုလို့ရှိရင်ကိုတွက်အနေရရှိနိုင်တယ်အဲ့ဒီလိုမျိုးပဲအစားအစာတွေဒီလမ်းမေးအစားအစာတွေ street food တွေမှာတတန်ရှင်းရှင်းနဲ့အဲလှုပ်ထားတာမဟုတ်ဘဲနဲ့အဲ ဒီကြွက်သေးပေါ့နော်မိထားတဲ့အစားအစာမျိုးကိုကစားမိတယ်ဆိုရင်လည်းကူးဆက်ခံရနိုင်ခြေရှိပါတယ်အဲ့တော့ကူးဆက်ခံရပြီဆိုရင်တုတ်ကွေးလက္ခဏာနဲ့ဆင်တူတတ်တယ်အထင်ရှားဆုံးကတော့မျက်လုံးနေနီးရဲလာတယ်ခေါင်းတွေကြိုက်တတ်တယ်ချမ်းတုံမယ်ဖျားမယ်ကိုယ်လက်တွေနာကျင်မယ်အော့အံမယ်ဝမ်းလျှော့မယ်အဲ့ဒီလက္ခဏာတွေပေါ်လာတတ်တယ်ပြက်ကလက္ခဏာတွေပေါ်လာပြီးရိုးတုတ်ကွေးပဲထင်ပြီးကိုကစိတ်ကမသွားပြဘူးဒီတိုင်းမနေမယ်ဆိုရင်တော့နောက်ထပ်ကို စတူဒီယိုတဆင့်အပြင်းထန်တဲ့အဆင့်ကိုထက်ရောက်နိုင်တယ်အဲ့လိုပြင်းထန်တဲ့အဆင့်မှာဆိုရင်ကြောက်ကက်တွေထိနိုင်တယ်အသေးတွေထိနိုင်တယ်အသေးထိပြီဆိုရင်အသားဝါပြီးတော့လာတတ်တယ်မျက်လုံးတွေဝါလာတတ်တယ်တေးသေးချာချာစိတ်ခမ်းမပြခဲ့ဘူးဆိုလို့ရှင်တော့ကိုက တကူလုံးကို တွေးစိတ်တွေပြန်ပြီးတော့ အသက်ပေးလိုက်ရတတ်တယ်။ဖျားကြည့်ပြီဆိုတာနဲ့ရိုးရိုးတုတ်ကွေးလား leptospirosis 6ဖြစ်တဲ့အရာလားဆိုတာကိုသတိထားဖို့အတွက်ကိုယ့်ရဲ့ family doctor မှာအမြန်ဆုံးစီကူတာမှုခံယူတင်ပါတယ်။ပိုသက်စေတည်တည်ကြတောက်မယ်ဆိုလို့ရှိရင်တော့ပြောက်ကင်းပါတယ်။ကာကွယ်လို့ရတဲ့ယောဂတစ်ခုဖြစ်တော့တောကြောင့်မလို့လေအရင်စိတ်ပူစရာမလိုဘူး။အားလုံးပဲမင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ။